မြန်မာပြည်မှာလက်ရှိအခြေအနေတွေကြောင့်လူငယ်တွေတော်တော်များများဟာတခြားနိုင်ငံတွေကိုပြောင်းရွှေ့နေထိုင်ရတာတွေရှိပြီးအိန္ဒိယနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်နေတဲ့လူကြီးဟာလည်းဒီနေ့တခြားတိုးလာတာကိုတွေ့ရပါတယ်။ Visa Directory Visa လမ်းညွှန်စီစဉ်လေးမှာအာရှနိုင်ငံတွေကိုသွားရောက်နိုင်တဲ့ Visa အကြောင်းတွေအပြင် America, Canada, Europe နဲ့ Australia နိုင်ငံတွေကိုသွားရောက်နိုင်တဲ့ Visa အကြောင်းတွေနဲ့တိထားတဲ့အကြောင်းအရာလေးတွေကိုအပတ်စဉ်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့ဗီဒီယိုလေးထဲမှာတော့မြန်မာနိုင်ငံနဲ့အနီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးသွားရလွယ်ကိုတဲ့ထိုင်းနိုင်ငံကိုသွားရောက်နေထိုင် ုင်နိုင်တဲ့ဗီဇာမျိုးစားတွေအကြောင်းနဲ့လိုအပ်ချက်လေးတွေအကြောင်းကိုပြောပြပေးသွားမှာပါပထမတစ်မျိုးကယာယီအလယ်ပတ်ဗီဇာမျိုးစားပါကိုကဘာလို့ရမလဲဆိုတာကိုတေချာမသိဘူးအလို့ရှာဖွေဖို့ပဲဖြစ်ဖြစ်ကြောင်းတက်ဖို့စုံစမ်းခြင်းလိုပဲဖြစ်ဖြစ်ယာယီအလယ်ပတ်ဗီဇာမျိုးစားလေးနဲ့တွားရောက်လည်လာနိုင်ပါတယ်ယာယီအလယ်ပတ်ဗီဇာမှာဆိုရင် Thailand Tourist Visa နှစ်လနဲ့စတင်ပြီးတွားရောက်နိုင်တယ်လို့၁၄ရက် free အလယ်ဗီဇာနဲ့လည်းတွားရောက်လို့ရပါတယ် အဲ့ဒီကာလအတွင်းကိုသေချာမသိသေးဘူးဆိုရင်တော့ Tourist Visa Extension တစ်လအပြင် E-Visa Extension တစ်လနေထိုင်ခွင့်ရှိပြီးနောက်ထပ်နေထိုင်ခြင်းသူတွေအတွက် Lao Visa ရန်2လထပ်တိုးပြီးနေထိုင်လို့ရပါသေးတယ်။နှစ်ရှည်နေထိုင်လိုသူတွေအတွက်ဆိုရင်တော့ ED Visa, Retirement Visa, Dependent Visa, Guardian Visa, Nambi Visa ဆိုပြီးတော့ရှိပါတယ်။ ED Visa မျိုးစားကတော့ထိုင်းနိုင်ငံမှာကြောင်းသွားတတ်သူတွေရရှိတဲ့ Visa မျိုးစားပါ။ကြောင်းပေါ်မှာမူတည်ပြီး Visa ကာလကိုပေးလေ့ရှိပါတယ်။ University လဲတက်ရောက်နိုင်သလို Language School လဲတက်ရောက်နိုင်ပြီး ED Visa ရရှိနိုင်ပါတယ်။ retirement visa retirement visa မျိုးစားကတော့အသက်50ကျော်သူတွေကို ပေးတဲ့ visa မျိုးစားပါအသက်50ကျော်နဲ့အထက်ရှိသူတိုင်းဒီ visa မျိုးစားကိုလျှောက်ထားနိုင်ပါတယ် visa တက်တန်း15လရရှိမှာဖြစ်ပြီးတော့တစ်နှစ်တစ်ခါတက်တန်းဆက်တိုးသွားနိုင်တဲ့ visa ဆိုတော့နှစ်ရှည်နေဖို့အကောင်းဆုံး visa မျိုးစားတစ်ခုပါနောက်မျိုးစားတွေဖြစ်တဲ့ dependent visa နဲ့ guardian visa အကြောင်းပါ dependent visa ကတော့မိခိုး visa ပါ ိုသားသမီးကထိုင်းမှာအလုပ်လုပ်နေလို့အလုပ်ဗီဇာရှိရဲဆိုရင် မိဘဒါမှမဟုတ်ဇနီးတော့မဟုတ်ယောက်ျားကအလုပ်ဗီဇာရှိရဲဆိုရင်မိခိုလျှောက်ထားနိုင်တဲ့ဗီဇာမျိုးစားပါ Guardian visa ကတော့သားသမီးကထိုင်းမှာကြောင်းတက်နေရဆိုရင်မိဘတွေရတဲ့ visa ပါ။ကလေးတယောက်တည်းအမေဒါမှမဟုတ်အဖေကအဲ့ဒီ visa ကိုလျှောက်ထားနိုင်ပါတယ်။ ်ဒါသမီး2ယောက်ဒါမှမဟုတ်2ယောက်နဲ့အထက်ကြောင်းတက်နေတယ်ဆိုရင်တော့အဖေမေ2ယောက်စလုံး Guardian Visa ကိုလျှောက်ထားနိုင်ပါတယ်ထိုင်းနိုင်ငံမှာနိုင်ငံသားတယောက်အနေနဲ့အလုပ်လုပ်မယ်ဆိုရင်နန်းပြည် Visa အမျိုးအစားကိုလည်းလျှောက်ထားနိုင်ပါတယ်နန်းပြည် Visa အမျိုးအစားအောက်မှာ5မျိုးခွဲထားပါတယ် Nan Immigrant B Visa Business Visa Nan Immigrant BA Visa Business Approved Visa Nan Immigrant IB Visa Investment and Business Visa Non Immigrant M Visa, Media Visa နဲ့ Smart Visa ဆိုပြီးတော့၅မျိုးခွဲထားပါတယ်။ Non Immigrant B Visa, Business Visa. ဒီ Visa ကတော့ Web Visa တွေထဲမှာအလျောက်အများဆုံး Visa မျိုးစားပါ။ဒီမှာနိုင်ငံကနေနန်းပြီလျှောက်လာရင်ရက်60နေထိုင်ခွင့်ရပါတယ်။ထိုင်းနိုင်ငံကိုရောက်ရှိပြီးဝက်ပါမစ်လျှောက်ပြီးရလာရင်တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့တစ်နှစ်နေထိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။လိုအပ်တဲ့စာရွက်စာတွေအတွက်ကိုတော့အလုပ်ရှင်ကပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ non immigrant BA visa business approved visa ဒီ visa မျိုးစားကတော့အများအားဖြင့်ထိုင်းနိုင်ငံစီးပွားရေးမှာယင်းနှိမ့်နှံသူတွေကိုပေးတာပါနေထိုင်ခွင့်တနည်းရရှိပါတယ် non immigrant IB visa investment and business visa non IB visa ကတော့ border investment on thailand BOI ရဲ့အောက်မှာရှိတဲ့စီးပွားရေးလုပ်ငန်းယင်းနှိမ့်နှံသူတွေကိုပေးတဲ့ visa မျိုးစားပါ non immigrant M visa media visa ။မီဒီယာဗီဇာကတော့မီဒီယာအင်ဒပ်စထရီထဲမှာလုပ်လုပ်မဲ့သူတွေအတွက်ပေးတဲ့ဗီဇာမျိုးစားပါ။ဥပမာပြောရရင်ရုပ်ရှင်ထုတ်လုပ်ရေး၊သတင်းတင်ဆက်မှုနဲ့အွန်လိုင်းမီဒီယာနယ်ပယ်မှာလုပ်နေတဲ့သူတွေအတွက်သီးသန့်ပါ။နောက်ဆုံးတစ်ခုကတော့ Smart ဗီဇာမျိုးစားပါ။စမတ်ဗီဇာကတော့အထူးခွင့်ရေးတွေလည်းများတယ်။ဒါပြင်ထိုင်းမှာလောင်တန်းအနေနဲ့နေလို့ရသလိုဈေးလည်းမြင့်ပါတယ်။နောက်ဗီဒီယိုလေးထဲမှာတော့တခြားနိုင်ငံတွေရဲ့ဗီဇာကြောင်းတွေကိုပြောပြပေးမှာမို့အပတ်စဉ်တင်ဆက်မဲ့ဗီဇာ directory ဗီဇာလမ်းညွှန်စီစဉ်လေးကိုစောင့်မျှော်ပေးကြပါအောင်နော်။